ချိန်မို့နီးစက်နေပါပြီဟုတ်ပြတ်သားဝင်ရဖို့နီးစက်နေပါပြီပြီးတော့ကျွန်တော်ထင်တယ်ကျွန်တော်ကရုံထဲကို မရောက်တာကြာတဲ့ပရိသတ်တွေကိုရုံထဲပြန်ခေါ်ရမယ်ကဒီကားတွေကိုမကြည့်ဘူးဆိုပြီးကန်ထားတဲ့လူတွေလေအဲကန်ထားတဲ့လူတွေကိုကျွန်တော်သူတို့ကမ်ဘတ်ပြန်လာကြည့်တဲ့အချိန်မှာကျွန်တော်ကသူတို့ satisfy ဖြစ်အောင်ကျွန်တော်ဖန်တီးပေးနိုင်ပါမလားဆိုတဲ့အရာကပုံပြီး challenge လေးဖြစ်တယ်ပုံပြီးတော့ရှင်လဲခုံလဲ ညီမလေးကိုဒါဒါတော့ရှိမှာပါဒါတော့ရှိမှာပါဟုတ်ဒါကျွန်တော်ရှိပြီးသားကိစ္စပဲတိုင်ပင်ပြီးသားကိစ္စဆိုတော့ရှိမှာပါမတင်မြက်လဲဆောင်ရမှာပါဘယ်လိုလောက်ဆောင်လဲဘာဒီနေ့ကုံတော့မှန်းလာတာပါလို့ဒီနေ့ကုံတော့မှန်းလာတာပါလို့ဆိုတော့လောဆယ်တော့ချင်းကြီးចောင်းចောင်းတွေကရှိနေသေးတော့ဘာလို့ပြောရတော့ခတ်နေသေးတယ်ကျောင်းဒီချိန်မှာ မပြမတွေးတာကြိုတွေးတာမကောင်းပါဘူးမပျော်နေတာကောင်းပါဘူးဘာမှကြိုတွေးလို့မရပါဘူး ਉਹ ရင်တွေอ่ะပေါ့အတာစတာပြီးတော့မြန်မာနိုင်ငံရုပ်ရှင်စီးရုံဘောလုံးသင်းကျွန်တော်အမှုပညာရှင်တွေပေါ့ဒီကတေးဥဆောင်တွေကဘောလုံးသင်းတွေရှိခဲ့တာကြာပါပြီဆယ်စုနှစ်တခုတော်သွားပါပြီပေါ့เนาะဆိုတော့ဟိုဖြစ်လာတဲ့ကိစ္စလေးတွေပေါ်မှာလဲကျွန်တော်တို့ရလို့ပဲလိုက်ပြီးတော့ဟိုပရာဟိတာပုံစံမျိုးတွေလုပ်ခဲ့တာလဲနှစ်ပေါင်းများစွာကြာခဲ့ပါပြီ ရှေ့မှာလည်းပုံပုံလေးတွေဆိုကျွန်တော်မိုခါရှိခဲ့တာတွေရောအခုဒီငလျင်မှာဆိုကျွန်တော်ပကိုးမှာဒီအသင်းလေးကအောင်မြင်တဲ့ကျွန်တော်တို့တိမ်ပေါင်းရာချီပြီးတော့အလူငွေရခဲ့တယ်အဲ့ဒါအကုန်လုံးလည်းတွားပြီးတော့လှူဒန်းပြီးသွားပြီပေါ့နော်ဆိုတော့အခုဒီရန်ကုန်မှာလုပ်တဲ့ပွဲကတော့အင်းလေးဒေတာမှာလက်ရှိမှာလည်းအင်းလေးဒေတာမှာကျွန်တော်တို့လူပညာရှင်စီနီယာအကူကြီးလည်းအများကြီးရောက်နေလေကိုနေမင်းတို့ဘာလို့ကစားဟိုမှာကိုအထိုင်ချပြီးတော့ကူညီနေတာဆိုတော့ အင်းလေးတွေကနဲ့ပတ်သက်ပြီးပြန်လဲထူထောင်ရေးမှာသက်သက်အားထပ်မံပြီးတော့ပါဝင်လှူဒါန်းမှုတို့ကျွန်တော်တို့ကိုယ်တိုင်လည်းအလူငွေတွေပါဝင်ပါမယ်ပြီးတော့ပြည်သက်တွေလည်းပါဝင်လို့ရဖို့အတွက်အလို platform လေးတစ်ခုပေါ့ဖန်တီးတဲ့သဘောပါပဲဟုတ်အဲချိန်မိုးနှီးစက်နေပါပြီဟုတ်ပြသဝင်ရဖို့နှီးစက်နေပါပြီဒါပေမဲ့ကျွန်တော်က production အသစ်ဖြစ်နေတယ်အဲတရုတ်ဆောင်တွေကလည်းကိုတူတူဆန်ကိုနေထလင်းကလွဲပြီးရင်ကျန်တာလည်းအစ်စ်နီးပါပေါ့မချောရနာကိုလွဲပြီးကျန်တာအစ်စ်နီးတော့ဂျော်နာအစ်စ်ဖြစ်နေတယ်ဆိုတော့ ပြည်သက်အနေနဲ့ဒီဂျောနာပေါ့ဒီဂျောနာကိုဒီ sport com sport sport drama ပေါ့မရှိဘူးလေကျွန်တော်တို့ဒီမှာအရင်တော့မရှိခဲ့ဘူးဆိုတော့ဒါကိုပြည်သက်လက်ခံမလားလက်မခံဘူးလားဆိုတာလည်းရုံရှင်တွေလည်းစဉ်းစားနေတယ်ထင်ပါတယ်ဆိုတော့ကျွန်တော်ကအဖက်ဖက်ကဝိုင်းဝန်းစဉ်းစားနေကြတော့တာမန်လန်ကြောင့်တစ်ခုလေးတော့မဟုတ်ဘူးပေါ့နည်းနည်းတော့ကျွန်တော်အားဆိုင်ရတယ်အားထက်ညှိရတာပေါ့အဲ့ဒီအခြေအနေလေးပါပဲဟုတ်ရှင်ကုန်တော့ဟိုကိုဖန်နေထားတဲ့အမှုပညာတစ်ခုကိုပြည်သက်ကလက်ခံမလားလက်မခံလားဆိုတာပို့ပြီးတော့ရှင်ကုန်တော့ပေါ့ နောက်တစ်ချက်ကဟိုက sport community ကိုကိုစားပြုလိုက်တာအဓိက futsal community ပေါ့ကိုစားပြုလိုက်တော့ကိုရိုက်ပြထားတဲ့အရာကသူတို့တွေလက်ခံနိုင်မှာမလားပြီးတော့ကျွန်တော်ထင်တယ်ကျွန်တော်ကရုံထဲကိုမရောက်တာကြာတဲ့ပြိတ္တတွေကိုရုံထဲပြန်ခေါ်ရမယ်ကပြန်ခေါ်နိုင်မယ်ကပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရုပ်ရှင်ကိုလက်ရှိကြည့်နေတဲ့လူအစီအတွက်ကတည်တံ့တစ်ခုရှိတယ်ဒါလားကျွန်တော်အဲ့လောက်ပဲပြောပေးချင်သည်တည်တံ့တစ်ခုရှိတယ်ဆိုတော့ကျွန်တော်တို့က market အသစ်ကိုရှာရတော့မှာ အဲ့တော့ market တိကိုရှာယုံနှဲကိုမရောက်လာတာကြာတဲ့ပရိသတ်တွေကိုရုပ်ရှင်ကြည့်ကြအောင်ကျွန်တော်ကပြန်ခေါ်ရမှာဆိုတော့ကျွန်တော်ကအဲ့လိုယူရပြီးရိုက်ထားတာဖြစ်တဲ့အတော့သူတို့တွေကအစိုးရရဒီကားတွေကိုမကြည့်ဘူးဆိုပြီးကန်ထားတဲ့လူတွေလေအဲ့ကန်ထားတဲ့လူတွေကိုကျွန်တော်သူတို့ကမ်းဘက်ပြန်လာကြည့်တဲ့အချိန်မှာကျွန်တော်ကသူတို့ satisfy ဖြစ်အောင်ကျွန်တော်ဖန်တီးပေးနိုင်မှာမလားဆိုတဲ့အရာပုံပြီး challenge လည်းဖြစ်တယ်ပုံပြီးတော့ရှင်လဲခုံလဲအဲ့လိုတော့ဖြစ်တာပေါ့ဟုတ်အခုချိန်မှာကျွန်တော် စိတ်ထဲမှာရှိတာဝေးကြီးအောင်မြင်မှုဆိုတာထက်ကျွန်တော်လူပြည်သားအောင်မြင်မှုပဲပို့လို့ခြင်းနေတာဘာတော့လဲဆိုတော့ဒီပတ်စံကိုကျွန်တော်ဆုံးပြီလို့တွက်ထားပြီသားဆုံးသွားပြီတွက်ထားပြီသားကျွန်တော်လူပြည်သားအောင်မြင်မှုပဲလို့ခြင်းနေဆိုတော့ညီမလေးပြောကခုနကဟာကိုကျွန်တော်တွေးတော့မတွေးဘူးအခုမှတွေးပြီလားသူရဲ့စီမင်းအရာပေါ့စီမင်းအရာဟိုအဥပဒေရုပ်ရှင်အဥပဒေပါ냐အရာဆိုတော့ဒါဒီ ဖောက်ပြက်နေတဲ့ကိစ္စပေါ့နော်စီကံဖောက်ပြက်တဲ့ကိစ္စပေါ့ဒါပေမဲ့ကျွန်တော်ကတော့လက်ရှိမှာစီးပွားရေးမတွက်ထားတဲ့လူဖြစ်တဲ့အတွက်မပြောတတ်ဘူးကျွန်တော်ဆိုတော့ဟုတ်တယ်ဘာမှကျွန်တော်မသိသေးဘူးတိပေါ့ကိုယ်ပခံသေးလို့နေမှာပေါ့နော်ခံရရင်တော့သိမှာပေါ့နော်မခံသေးလို့နေမှာပေါ့ကျွန်တော်ခံကြည့်လိုက်အောင်မယ်လေနော်ဒါပေမဲ့မင်းကတော့စီးတောင်နေတာဆို risk အရင်ယူလို့နေတယ်ပေါ့နော်ပြောရအောင် လုံးသွင်းလုံးလိုက်တဲ့ဟာကိုကျွန်တော်လုံးတာပါအဲ့လောက်ပါလုံးသွင်းလုံးလိုက်တဲ့ဟာကိုလုံးလိုက်တာပါဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ရှိတယ်ပေးပါတော့တော့ဘာမှမလုပ်ချင်ဘူးကျွန်တော်လုပ်ချင်တယ်ကျွန်တော်ဘာလုပ်လို့ဘာမှမပြောဘူးဟိုအေးအေးနေတာဆိုတော့လည်းအေးအေးနေတဲ့တဲ့လူဆိုတော့ကျွန်တော်ပဲလုံးတယ်ဟုတ်ကဲ့သူပေါအောင်တော့မင်းဆွဲခေါ်နေရကျွန်တော်ပါတုံးတုံးမပေါဘာလုံးမပေါ လို့မဖြစ်ပါဘူးမဖြစ်ပါဘူးအဲ့လိုတော့မဖြစ်ပါဘူးကျွန်တော်ဘက်ကတော့ဘာမှလက်ခင်းတာမျိုးမရှိပါဘူးဘာမှလို့တာဝန်မယူတာမျိုးတော့မရှိပါဘူးကျွန်တော်အကုန်ကြောက်ကြတယောက်အနေနဲ့တာဝန်ယူသိမ်းယူလိုက်တဲ့အရာတွေအလုံးတာဝန်ယူတယ်လက်ရှိမှာလည်းဒီ relationship ကကျွန်တော်ဦးဆောင်ပြရတာပဲလေကျွန်တော်ပဲစီးပွားရှာကျွန်တော်ပဲ management လုပ်ကျွန်တော်ပဲအကုန်လုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်ကတိရတော့ ကျွန်တော်ခရီးတိုင်းပဲသွားမှာပါပဲဆိုတော့ဒါကရရရမရရညမလေးကိုဒါဒါဒါတော့ရှိမှာပါဒါတော့ရှိမှာပါဟုတ်ဒါကျွန်တော်ရှိပြီးသားကိစ္စပဲတိုင်ပင်ပြီးသားကိစ္စဆိုတော့ရှိမှာပါမတင်မြက်လဲဆောင်းအောင်ပါဘယ်လိုလဲဆောင်းလဲဘာဒီနေ့ကောင်တော့မှန်းလာတာပါဘာဒီနေ့ကောင်တော့မှန်းလာတာပါဆိုတော့လောဆယ်တော့ ခြေခြေချောင်းချောင်းတွေကကြည့်နေသေးတော့ဘာလို့ပြောရတော့ခတ်နေသေးတယ်အခုလဲကြည့်တယ်ကျွန်တော်မထင်မဖင်းနဲ့ငလျင်ပေးဖြစ်သွားတယ်ဒီလိုရှိမှကျွန်တော်ပျော်နေလို့ပြန်ကောင်းမလဲဆိုတော့ပြီးတော့မနေညားလေကတ်လှုပ်သွားတယ်လေအေးဆိုတော့ဆက်သွားမိလိုက်လားညားတော့ပါပြီးလိုက်တယ်ပြီးလိုက်တယ်ဆိုတော့ဟိုကျွန်တော်ဒီချိန်မှာ မပြဘာတွေးလာကြိုတွေးလာမကောင်းပါဘူးမမပြောနေတာကောင်းပါဘာမှကြိုတွေးလို့မရပါဘူးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပွဲကိုလာပြီးတော့အားပေးမယ်အလုံငွေတွေပါဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ဟိုအများကြီးဝမ်းသာပါပဲဟိုကောင်းခြင်းနဲ့မကောင်းခြင်းရတော့အမြဲတမ်းတွန်တွဲနေမှာပါပဲဟိုဒီလိုအလုံငွေရှာတာကိုထောက်ခံတဲ့ပြည်သက်တွေရှိမှလည်းဖြစ်တယ်လို့ကျွန်တော်တို့ကိုဆဲမပြည်သက်တွေကလည်းရှိအောင်ပါပါပဲဒါပေမဲ့လည်းကိုရည်ရွယ်ချက်ကိုကကျွန်တော်ကလှူခြင်းတယ်ကျွန်တော်တို့ဒီတိုင်းလေးလှူလိုက်ရင်ဗျာကျွန်တော်အလွန်ဆုံးလှူနိုင်30သိန်း30ပေါ့ဗျာ မအခုလိုလှူနာကျွန်တော်တင်းရာချီလောက်ရမယ်အဲဒါမျိုးတွေဖြစ်တဲ့အတွက်ဘသူမှပြောပြောကျွန်တော်တို့ကတော့အလူငွေအဓိကရဖို့ရှိရတာဖြစ်တဲ့အတွက်ဟိုအလူငွေလူချင်းနဲ့ညီကောင်မောင်နှမတွေရှိရင်လည်းကျွန်တော်တို့အားပေးပါဦးလှူဒန်းပေးပါဦးဒီရရတဲ့အလူငွေတွေအားလုံးကအင်းလေးဒေတာစီကိုတေချာပေါက်ရောက်သွားမှာဖြစ်ပါတယ်လို့အားမခံပါဘူးကျေးဇူးတင်ပါတယ်